မင်္ဂလာပါရှင်။စာရေးဆရာကြီးစင်ဖြူကျုံးအောင်သိရေးသားထားတဲ့တမီစာဝတ္ထုတို့များစာအုပ်ထဲမှာနားမျက်စိတောင်မှလဲပါတဲ့မောင်ရဲဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားမျက်စိတောင်လဲပါတဲ့မောင်ရဲအခန်းတဂျိုးရိုင်းသူတို့မိုးဝေနောက်ကြည့်လာအောင်ဂျနန်တီဤပြင်းထန်မှုကိုပေးတော့ပဲကြီးကင်အနတ်တီလေသွေးတိုင်းပြေးနေတယ်။ အပွင့်ပြူများကတန်ထူလည်းရဲ့ပလဲရည်လိမ့်ထားကြတယ်။မြာတီးမြာတုံးများသည်တိုင်ဘေးတွင်ဤလေးခိုကသာလေယူရာအတိုင်းစော်မျိုးနေကြတယ်။အနှောင်းမိုးကလေးမစုံမပိုရတယ်။ဒီအပေါ်တွင်နှင်းအလိုက်ကလည်းမှန်ပြန်နေ။ထလာလိုက်သည့်ပေကင်းကြီးမှာအစိမ့်တွင် အမောင်ဆင်နေ။အမွေးနူကလေးတွေရှင်းရှင်းထထားသည့်ပြောင်းမှုရွယ်များကလည်းရှဲရှဲမြည်တယ်။ ဒီအတန်နဲ့အတူထိတ်ဆန်များကြွေကသမြိတ်ဝေသည့်ရောင်မုံများအတွင်သို့ပြေးဝင်သွားကြတယ်။နဘူးကြုံစမ်းမှခါတော်တန်ကြောင့်မြတ်တော်ဤလက်တုံငနေရက်တယ်။သူသည်ပိုနာနေနေဒီနာနေနေထားကျင်ကျင်ဖြစ်လာသောဗရောင်းမြက်များကိုနှုတ်ပြနေခြင်းဖြစ်တယ်။လက်ထဲတွင်ပန်းတော်နီတစ်စုပ်ကိုစိုးရရဲ့လေတံရှည်ကြည့်တယ်။တော်တော်ဟဲ့မတော်နဲ့ ိတ်ထဲကတားမြစ်ရင်တဖက်ရာတော့ထိတ်လန့်တကြကြည့်မိပြန်တယ်။ဒူးစင်ရွယ်ထန်းပင်ငယ်ခြားထားတော့မယိုးဤဟိုဘက်မှာအေးဆောင်လို့ရဒီအေးဆောင်သည် အကောင်မလောင်တဲ့ကြားလျင်တရေယိုသူဖြစ်တယ်။ဟို့ပဒန်းနဲ့မွေကိုပဲမရှောင်းငန်ငတ်တဲ့စားသူဖြစ်ရာဒုံးဆိုင်ွေလာတန်ရတယ်။တို့ကြောင့်မတော်နဲ့တော်တော့ဟဲ့ ညတော်ရဲ့စိတ်ထဲကတားမြင်နေမိခြင်းဖြစ်တယ်။ဘဂရီအဖြူရဲကြည့်ဖြင့်ကြည့်နေရင်ကညတော်ရဲ့မျက်မှောင်တော်နေ။ချက်ချင်းမျက်နှာပြန်တည်တယ်။သူ့ဘာသူတက်ချင်တက်မတက်ချင်နေ။ငါနဲ့ဘာဆိုင်တာလိုက်လို့အတန်မထွက်ပဲပြောတယ်။တပြိုင်နက်တည်းပင်ကြည်လာမျက်နှာသည်ညိုမောင်လာတယ်။ကြည်လာနှခမ်းသည်စူထော်လာတယ်။ထိုအခါတမန်လေးက ကြောင်းချင်းသည်ပြန်လဲတိုးဆွားမှု မပြုတ်ပါပဲလျက်ရှင်သင်နိုးထားတယ်။ဂျိုးတွန်တဲ့ညံစီနေသောရာဘေးချောင်းကောသည်မှက်မိအာယုံတွင်ငွေရောင်တလဲလဲဖြင့်ပေါ်လာတော်တယ်။မိုးအာကြီးပါမှသဘိုးနှစ်နေသောမူတကောင်နေရေစည်းရေချောင်းသီလာတတ်သောဒီချောင်းပေတွင်နနံရိုင်းများတင့်ညိုများနဘိုးချုံများနှင့်ကြာဆောင်လက်ညိုများ ဝေးမိုင်းဖြိုင်နေ ခါရီလာကြရစ်ကြက်တွေလာကြဟိုဖိတ်ကြားနေတည်တော့ရှိရဲ့ဒီနေ့ကနနရိုင်းတွေထွက်ပြီလားဟိုရသွဲခြေရှိတယ်မမျော်လင့်ပဲအချီအချတော်နေတော့ခါနကောင်တကောင်ကခြုံနေကခါရကောင်က ပထမခြောင်းနှခံထို့နောက်ခြောင်းလေထို့နောက်ခြောင်းနှခံတိညိုတော့ပြုံပြုံပြန်ပြန် ရုံးကန်တန်းများညတွယ်ပြေးသွားတယ်။မရှိမနောင်ပြေးလာတော့အေးဆောင်ညတွယ်မလုံးနဲ့ပက်ဆံပေးပြီးဝတ်ထားရတာဟ။အေးဆောင်သည်ညတွယ်၏အကျိုးကိုသိတယ်။ဂျိုးထောင်ခါထောင်သည်ကိုညတွယ်မကြိုက်။တွေးလျင်လှုပ်ပြေးလေရှိသဖြင့်အမောတဘောအော်ကပြေးလာတယ်။ပြေးလာညာတဲအိမ်ထဲမှာခါတညင်ကိုလှုပ်ပြေးပြီ။ဒိမ်မာသောခါသည် အယမ်းမတော်တဲအိမ်ကိုချထားပြီးဆိုမှတွန်းလေးရှိရင်တနေ့လျင်၄50កောင်ရှိအောင်ညှူမြိုက်တတ်တယ်ဒီအရေးချင်းရှိသောခါရကောင်ဤပေါက်ဈေးမှာ ရာချီပြီးရှိတယ်ဒီအကောင်ကိုမှတဲအိမ်ဖွင့်ပြီးလှုပ်ရက်တယ်နင့်နင့်ဒီမြအေးဆောင်ဒေါသထွက်တီကိုညသွယ်မကြုံစဘူးပါဒါဒါပတ်စံပေးဝတ်ထားရတာอืมပြောနေတယ်ဈားတဲ့ကွာ ဒါတွေကြုံမကြိုက်တာတော့အသိပဲမဟုတ်လားပြီးတော့ဘာဖြစ်တော့နင်းနဲ့ပါဆိုင်တော့ဘာပြောတယ်တော့ရလုံငန်းသိမ့်လျင်လူကြီးစုံရနဲ့ဒါရောက်တောင်းရမ်းရန်ဇီဝါကြိုက်ထားတော့ယခု तू ဟာနင်းနဲ့ပါဆိုင်တော့မေးလာတဲ့ဖြင့်ညတွယ်ခါထောက်မိတယ်ဒေါသဖြင့်အော်မိတယ်မြမစကားနားမလည်ဘူးလားသူစကားလွန်သွားပြီကိုအေးစာမသိတောက်တဲ့ခက်ခါညှို့မှခါကိုဖြုတ်ယူပြီး ဘာလို့ဖို့လဲဆိုတာကိုင်းပေါက်ပြတယ်။တောခါတေးတီရှင်တီညတွေမကြည့်ဖြစ်။ထမေစွန်အောင်ဆွဲကရဲ့ကြီးခွက်အောင်စောင့်နေပြီးပြန်ခဲ့တယ်။ပြန်ခဲ့ကမှနင်းနဲ့ဘာဆိုင်လို့တုံးကို တွေးတယ်။တစိမ့်စိမ့်နားတယ်။ပြောရက်လိုက်တာဘာဆိုင်လို့တော့တဲ့။အခန်းနဲ့ဂျမန်လေးကမှအိမ်တို့အေးဆောင်လိုက်လာတယ်။လူကြီးအလစ်တွေ မျက်နှာလေးချိုချိုဖြင့်အနာကပ်လာတယ်။ရသွဲစကားအပြောမခံ။အိမ်မော်တက်နေလိုက်တယ်။အိမ်မော်တွင်အမေကြီးရှိတယ်။ဟဲ့နင်ကဘသူတော့။မြတ်မောင်သားဟုတ်လား။သာသဖြင့်နားလေးပါလေးဖြင့်ခေါ်မီမေးမီကိုအေးဆောင်ကြောက်တယ်။နင်းနဲ့ဘာဆိုင်တော့။ပြောတဲ့သည်မြတ်သွဲနားတွေကမထွေ။မထွက်သည့်အတွက်သူနဲ့ငါဘာဆိုင်တာမှတ်လို့ သူ့ဘာသူတက်တန်မတက်တန်အနေသာကြီးပဲအတွေ့ဖြင့်နဘူးချုံကိုမျက်နာလွှဲတယ်လက်ထဲမှာမျက်စုပ်ကို ပြစ်ချပြီးထအရက်တွင်ကြွဲ့ကျစ်စာပုံကိုလှိုင်းမြင်တယ်ကြွဲ့ကျစ်စာပုံတော့မဖြစ်နိုင်ဘူးဖြစ်ချင်းဖြစ်ရင်ပွဲစုံပဲဖြစ်ရမယ်ဒီအတွေ့ဝင်သည့်ခဏ၌ညသွဲရက်လက်တွက်လက်စွာလှုပ်ရှားတယ်ပြန်ဝဲနေသောပဲပင်အုပ်ကိုစုသိမ့်ဖဲ့ပြီးကြီးလိုက်တယ် နက်နက်ပွေးဖြစ်တယ်။အစိုးတဲ့အာခေါင်းစဲရှိသေးတယ်။ဒီနက်နက်မှာစုံသွားခြင်းဖြစ်မယ်။ဂျာကင်းတခင်အတွင်သို့ပွေးတကောင်ဝင်လာလျင်ကျိုင်းကောင်တော့ဝင်လာသေးနေမချာနာ။ဒီပင်တန့်ထွားတော့ပြောင်းပင်ပဲပင်နဲ့နှမ်းပင်များသည်နက်နက်မြင်နှဲ့လေပြောင်းဖြစ်တော်တယ်။နေမရင်မီကလန်လန်ဆွေဆွေရှိနေခဲ့သော အပင်များသည်နေချင်းရင့်လာသည်နှင့်ညှို့ကုန်တော်တယ်။ ဒါကြောင့်ညှိုးပါလေကျွဲနှုတ်ကြည့်လျင်အသာကလေးကျွတ်ထွက်လာတယ်အမြင်မရှိပြီသူ့အတွေ့ယခုတွေ့ရသော ပွဲဆုံရှင်ကိုအမြန်ရှာရမယ်ပဲပင်များကိုတယူတရာကင်တွယ်ခဲ့ရကညသွဲဘလူးဆိုင်တည်းရဲ့လက်ရှိပွဲဆုံအပြင်နောက်ထပ်ပွဲဆုံမြစ်တိနေရာတွင်ရှိသည်။သွဲ့သွဲ့ရှောက်ကြံကြံနှင်းကပဲပင်ပဲရွယ်များကိုဆွဲလန်နေ။ ပဲကင်းအလဲတို့ရောက်တဲ့အထီမတွေ့နိုင်ဝဲကျော်မှနောက်တစ်စုံတွေ့တယ်။အော်ထနောင်းပင်ဘက်ကလာရပါကလား။ထနောင်းပင်ဤကြက်ကြက်ကိုင်းများသည်မြသွယ်တို့ယာနှင့်အေးဆောင်တို့ယာတောင်များကို ဖုံးနေတယ်။ဒီထနောင်းပင်ရဲ့ကြာဆောင်ပြတ်သက်ချုံသည် ကုန်းမြင့်ကြတယ်။ထိုနေရာကို လူဝင်ရခဲ့အလိုက်ရခဲ့ကြောင်းကိုပွဲကသိတယ်။တီတီအလျောက် ထိုနေရာအောက်တွင်ခိုးပုံးတွေရှိတယ်။ညသွယ်မြေတို့လုံးမြင်းနေ။တိုးယုံမှာတပါတခြားနေမရှိ။မြေအောက်၌ကျင်လဲကျဆသောမြေအောက်ဘရင်ကိုသွာလန်းလာလန်းဖြတ်တောက်ပြီးလမ်းကုန်ကန်းကုန်အမဲလိုက်မှဖြစ်မယ်။သူ့အတွေ့ညသွယ်တရွင်းရှာတယ်။တရွင်းကိုအိမ်တို့ပြန်မယူပါ။ဤအရာကြီးတထန်းထန်းတဆွဲဆွဲဖြင့်အလုတ်ပေါ်သည်ဆိုကယာထဲတွင်ဖွဲ့ထားတယ်။ ပထမဝါပင်တန်းကြတွင် အဖေထားနေကြမို့ကြည်တယ်မရှိ နောက်မှယမန်တွေကမောင်ကလေးငွေအိုတနက်ခါပင်စိုက်တီကိုတတိယရတယ်။ထမ်းပင်ကလေးကြတွင်တနက်ပင်ကလေးတွေရေလောင်းပြီးစိုက်ထားတယ်။ဒီနေရာမှာအေးဆောင်ရာစမ်းမို့ညသွေမသွားခြင်း။မသွားခြင်းညာတရွေးလိုချင်သဖြင့်မျက်နှာကိုတမင်ပုတ်လျက်ညသွေခြေဆောင်ပြီးလာတယ်။ ကျက်စုရိုးနေပင် အချောင်းများကိုစွဲလံပြန်တဲ့မရှိ နောက်တဘုံမှာဝက်ကိုင်းချောင်းနဲ့မြက်ချောင်းရိုးနေတော့အပေါင်းအခန့်တော့ငါပြောတဲ့ဟာလွန်များသွားသလားကြောင်းမိုးပင်ကို ခုံရန်ရည်ရွယ်ထားတော်ဒါသည်လေထဲတွင် တုံဆိုင်နေဝါလျှော်စားအချိုရီစုပ်စာကြောင်းမိုးပင်မှရွက်ချောင်းများသည်ရှဲရှဲရှုံရှုံမြည်ရဲအေးဆောင်ကိုတယောတဲ့အေးဆောင်မှာနှွားစာအတွက် ပြောင်းမင်ခေါ်ရတဲ့အာယုံမရှိပဲ။ကိုပဲရခင်တော့တက်ရောက်နေတော့ကြပဲ။သူသည် တောင်းမန်ရကောင်းလို့စဉ်းစားတယ်။သူကြောင့်ငါပြောတဲ့ဟာလူများသွားသလားအတွေးဝင်ခြင်းဖြစ်တယ်။ညီနဲ့ဘာဆိုင်လို့တော့ဆိုတာဟာငါဟာငါငရဲကြီးကြီးမကြီးကြီးညီနဲ့ဘာဆိုင်တော့ပြောတာပဲ။အိုးမဟုတ်ဘူး။ဒါတက်တက်အနိုင်ကျင့်တာ။ငါနှံတရင်ပေးပြီးလဲထားရတဲ့ခါ မြန်နိုးသောပစ္စည်းဆုံရှုံရပုံကိုသိရသောအခါအေးဆောင်မျက်နှာတင်းမာလာတယ်။မရခင်ကတည်းကအခုလောက်နိုင်နေရင်ယာများရလို့ကတော့ငါခေါင်းမွေးတွေတပင်စီဆွဲနှုတ်မှာသိကြတယ်။ထိုအခါဒလွယ်အိမ်ကငကြွဲ့နှင့်ရချင်းကိုပြေးမြင်နေ။နှဲ့မအေးညမအေးမအေးနှမမိုးမော်အောင်ဆဲတယ်။တခါတရံတွင်အများသူကအိတ်ကောင်းစေ။တကောင်တနှွဲပင်ထဆဲတယ်။ငကြွဲ့က နားမပါသူအလားငှုတ်တော့သပင်ဆောင်ဆွဲပြီးအိမ်မော်မှနှင်းချသည်ကိုပင်လက်မပါသူလိုပေခံနေတခါသားမူမခံနိုင်လို့တဖြစ်ထရရ အိမ်နီးချင်းများဝိုင်းပြီးနှာနှက်ပေးမှပြန်ကျင်သတိရတယ်။သူ့အတွက်နင်တို့ဥစ္စာကဟာ ရှစ်လို့ယူကြတာလားစဲကျင်လို့ယူထားကြတာလားအေးဆောင်မေးဖို့တယ်။ညတွေကိုအေးဆောင်ညီမြပင်ချစ်စေကားမူ ရက်ကြော်ရွာကြော်မအေးနှမအစဲမခံလို့ကြက်စရာချင်းငကြွက်ကိုပြန်းကျင်နိုင်ချင်းမှာသမီးစာဘွားကလေးကစဲသမ ्या ကိုတွားတဖြည်းဖြည်းဖြင့်ငကြွက်ငုတ်ခံပေးလိုက်မယ်ဒီဆက်ဆံရေးကအိမ်နာဦးအထီပါလာသေးကိုလည်းငကြွက်နားတွင်စိတ်ငယ်တန်ရတယ်ယခုခလေးသုံးယောက်ရကြိန်တွင်ကပြင်ရခက်ချီပြီဒီလင်းမယားအကြောင်းတွေးမိသောအခါ အေးဆောင်အန်ကျိတ်တယ်မချော်ဘူးရောက်တက်တယ်မာနဝင်နေဟိုဘက်နဘိုးဂျုံဆက်ကတက်တက်တူခါတန်ကြာရသည့်အခါတွင်က မာနသည်ဒေါသသို့ပြောင်းလေကြည်စံဒီခါဟာ သူလှုပ်ပြစ်တဲ့ငါခါလာမသိဘူးနှမျောစိတ်ကမီးတင်ရလေးပင်နေနန်းတရင်ကြီးများတော့ပေးထားရတာအလဲကားဖြစ်ပါပေါ့လား ယူကြောမရစိတ်ကလည်းနှမျောစိတ်ကိုရေလောင်းပေးတယ်။ဒါနဲ့မြာသူကတပြန်စီစိတ်ဆိုးရတယ်။ငါမှားလို့ကိုနည်းကသူ့အိမ်သွားမိတယ်။နေစမ်းဘလောက်ကောက်နိုင်မတော့စိတ်ကသာခတ်ထန်နေတယ်။မျက်လုံးများကမူပွင့်ပြူတထောင်ထောင်ပြာတဝဲဝဲပဲခင်ကြီးပဲဝေးတယ်။ပဲခင်ကြီးတဲ့နိုင်ပေါင်းနှုတ်နေတော့ညသွဲမရှိတော့ပါ။ဘယ်သွားပါလဲ။ပြန်မြန်သွားပြီလား။ မလေးလာကြပါအောင်ငဲတဲ့ပါအောင်ဩတဲ့ညပယ်တို့ဘယ်မှာဖြစ်တယ်ဓာတ်ကိုစုံလျက်အေးဆောင်ပြေးတယ်ချမ်းပင်ငယ်များဘက်သို့လှဲ့ပြန်ကြည့်ရင်ပြေးလာတော့ညသွဲဘာတော့ဘာတော့ဘာဖြစ်တာတော့ဟမ်ညသွဲတုံရင်စွာဖြစ်တယ်ဟိုဟိုမွေးမွေးများရေကြီးကနေကောက်ထုတ်ပါလားဟာညသွဲတညိုးညွရသောပျော့ပျော့ဆူဆူလှမ်းနေ ဝယ်ပင်ချောင်းနဲ့မြက်ချောင်းများကိုစွဲလန်ထားတယ်။ဒီအစိုးပြန်နေသောနေရာတွင်တရွင်းရှိတယ်။ကြည်တော်ညာညသွယ်ယူခွင့်မရမွေးရှိနေတယ်။မွေးမှာတန်တန်မမမဟုတ်ပေ။ညသွယ်ကြောက်အားလန်အားဖြင့်ညဆိုင်ကဲတစ်ခဲဖြင့်ကောက်ထူထားသောကြောင့်တွန့်လိန်ခုန်ပေါင်းနေတယ်။ဟဲ့ဘာမှမလုံးနိုင်တော့တဲ့မွေးကိုများဟာညသွယ်မျက်နှာလွှဲထားတယ်။ ကြောက်လန့်တကြားလုံစင်ကလှုပ်ခဲ့ညာမကြည့်မဆန့်ဖြစ်နေပုံကိုမူသူမကြည့်ရင်အဲ့ဒါကြီးကိုကြောက်တာတော့ကြုံလဲကြောက်ကြောက်နဲ့မြေကြီးကဲနဲ့ကောက်ထုတ်မိတာထူတာကတော့ကြောက်လန့်ပြီးပြည့်အောင်ပေါ့အဲ့ဒါခင်းရခါပေါ်ကြာသွားပြီးမြပြင်းကြီးထထောင်တော့ကြုံတော့ကိုလိုက်လာပြီးထင်တာမွေရမချီသွားပြင်းထခုံနေဤတီကို လူကလန်ချင်းဖြစ်တယ်အေးဆောင်က ထိုအဆိုပြန်မြေပေါ်တွင်ပင်တွင်တူပြီးမွေကိုမြုပ်တယ်အစိတ်ရှိသောမွေဤအယိုးစူးလျင်မွေကိုက်တည်နေမချားဟုသူတို့ယုံတယ်ထို့ကြောင့်ရေမြုပ်ပြခြင်းဖြစ်တယ်ကဲပြီးပြီရော့တရွေးကိုလှမ်းပေးပြီးမှ မေးရန်တတိရတယ်ဒါကြီးကဘာလို့ပေါ်တော့ပွေတော့ဟေးခနဲ့អော်ရင်အေးဆောင်ဤညုံအစုံဝိုင်းဝိုင်းလဲတယ်ပွေမမလဲရင် ရိုးချင်းဆက်နေသောယာတွင် သူ့ယာထဲဝင်ချင်းသည် ကိုယ်ယာထဲဝင်သည်နှင့်အတူတူပင်ဖြစ်သည်ဖြင့်စိတ်ဝင်တစားမိသည်ဒီပွဲကိုဒီယာကလိုက်လျင်ကိုယ်ယာတော်တဲ့သူရောက်လာတတ်သောအကျင့်လဲရှိရာကဒီပွဲကို မရရအောင် သူပါကူညီမှဖြစ်မယ်ဟုနားလဲတယ်။ပဲကြီးကအလယ်မှာအေးဆောင်စုတ်တတ်တယ်။ပွေးလိုင်ကောင်းတစ်လျှောက်မြေပြင်ပေါ်ရှိပဲကြီးပင်တွင် ေးတော့မယ်။အ ਨੇ ဆုံးတစိမ့်အောင်မယိုးဟုတွတ်မိတဲ့ပြေဖြစ်တယ်။ဘယ်ဘက်ကလာတာလဲ။တော့ကစောင်းပြတ်တဲ့ခြုံဘက်ကလာတာပေါ့။ကြော့ကြော့နင်းတိုးနဲ့ငါနွားစာခုတ်တာနည်းနည်းပဲလိုတော့တယ်။ပြပီချင်းအရေးတဲသွင်းထားခဲ့ပြီးပြန်လာခဲ့မယ်။အခန်းလေးတတရပွေးဆုံးတွေ့လာခြင်းသည် ထိုပွေးလာရာအရက်ကိုတက်အပ်တည်ရေးအတွေ့အထောက်ကိုပြုတယ်။မြသွဲမှာအေးဆောင်ထွက်သွားမှာ တတရာပွေးဆုံးကိုဝဘေတန်းအစွန်ရဲချပုံပေးတိုင်းတွေ့တယ်။ဒီအစုံလည်းညဉ့်ဦးကမှသုံထာရန်တွေ့တယ်။ရေစာကျစ်စာများစုထမ်းဆဲရှိသေးတယ်။ဒုတိယပွေးဆုံးမှာဒီနေရာအထီတွေ့ရလျင်ဝါရပြန်ကြော်ဝေးတယ်။ရေကြီးအမအခေါမဟုံညာခိုက်နေအောင်မောမယ်။ဒီနေရာကစတင်ရမည်မို့အပင်မန်းတက်သားသွားပြီ။များတော်ရဲ့ထင်ဒီကပွေးသည် ြားဆောင်ပြတ်သက်ချုံပဲမှာအေးဆောင်မီကိုဖြတ်ကားလိုင်ကောင်းဖောက်လာလိမ့်မယ်လက်တွေ့တွင်မူပွေးလိုင်ကောင်းသည်အေးဆောင်တို့ရပဲမှာမလားလဲလန်းပဲမှာလာတယ်သို့တော့ပွေးကညံကောင်းနေလဲလန်းဆက်ရခရိုးအယောက်တွင်လမ်းချောင်းပြောင်းနေခရိုးအတိုင်းအေးဆောင်ရပဲသို့꿰သွားလေပြီပွေးသည်လူအတူရခက်စီရန်ခရိုးအောင်မှာသွားတယ်အခြားနေရာတွင်အစုံကို လွတ်လွတ်ကျွတ်ကျွတ်မထိုးရဲသမျှခရိုးကြနိုင်အဆုံစိတ်စိတ်ထိုးတယ်။ပွေးပါပွေးနဲ့အလိုက်ရခတ်လိုက်မယ်။ညတော့တွေ့တယ်။ရခရိုးတွင်ကျက်စုရိုးနေများကြားသောမြင်နာကြားသောလက်ညိုကြားသောပြတ်တက်နှင့်ခန္ဓာရထနာဝယ်များစီနေစေနေတယ်။ကြားမြေတွင် အတူးတွက်ခဲသမျှညတော့ဒီမှာအမော်ဆိုပြီး ထိုအခါအေးဆောင်ကိုတန်တာတယ်။ဒါခဲလိုက်တာနော်။မောပြီလားဟဲ့။ပွေးစုံများရောက်နေပြီလားကြည်နေတာနဲ့ကြာသွားတာ။မျိုးမောင်နေသောရင်အောင်ကျဲကြီးသည်ညသွဲမိခိုးခြင်းအောင်ကြွားဝင်ထဲတယ်။ကျွင်လန်းသောအပြုံးကလည်းဒီပွေးလောက်တော့အตาကလေးလိုက်ပြမယ်။အားပေးနေဟန်ရှည်ဟန်ချီတယ်။အေးဆောင်ကလှမ်းယူရင်းရေတံပေးတယ်။ဘာရဲတာလဲ။တယောတာလား။ဟွန်း။အေးဆောင်သည် ။ဝေလံချောင်းတိုင်ကောင်းပေါ်အောင်မတူချင်။လမ်းချောင်းတစ်လျှောက်ကြောက်ထိုးစွာပြီးမှအခုတော့လေတမန်နေတော့ကဘာမှမဖြစ်ခဲ့ကြသလိုပဲနော်ဟိုဆိုတယ်။တော်ကကျုပ်ကိုတိမ်စိန်ကာကာဆိုတာကိုလို့ဒီနေရာကိုအေးဆောင်မတင်ကထိုးကြောင်တူးစွာပြီးလမ်းချောင်းဖော်တယ်။သူမတင်ကားသည့်အတိုင်းပင်လှိုင်ကောင်းကနှစ်ခုခွဲထွက်သွားတယ်။တစ်ခုကຢာအပြင်လဲလံဖဲသူ။ တခုကတပြက်ရာရှိကြားသောပြတ်သက်ခြုံခုံသူတွေ့လားဘလောက်ညံများတဲ့ပွေးလဲလို့သို့တော့ညတော်စိတ်ဝင်စားတော်ပြောလိုက်တဲ့စကားတော်စဉ်းစားကြည့်စမ်းနင်းနဲ့ဘာဆိုင်လို့တော့နဲ့ဥစ္စာကိုသူစကားကိုစက်တယ်နင်းနဲ့ငါနဲ့ဘာမှမဆိုင်ဘူးဆိုတာမှမဟုတ်တာဟာနင်းနဲ့ဒီခါရီနဲ့ဘာမှမတော်ဆန်ဘူးပြောတာ အာကြီးဟုတ်ပါလိမ့်မယ် လက်ကနေထိုးသောမျက်စောင်းအကြည့်မှာအဝင်းအလဲသည်အေးဆောင်တမင်လည်းပြန်လှဲ့ချိန်နေဆုံးနေညသွဲကိုကြိုက်ရတွင်ဒီမျက်လုံးလဲပါတယ်ယင်ကိုချမ်းငိမ့်စေတယ်အေးလန်းစေတယ်ဟုတ်ပါတာဟာနင်းနဲ့ငါနဲ့ဘာမှမဆိုင်ဘူးပြောရင်အယူးဖို့ပြောတာဖြစ်မှာပေါ့နောက်သုံးလေးလကြာရင်လင်မယားဖြစ်ကြတော့မှာကိုကြည်စမ်းချစ်စရာကြီးကဲပြောအောင်ပြောအောင် ကြောပြင်ကြွက်သားမြောင်ကိုညသွဲထူတယ်။မနာပါတို့ရတွင်အယိုးပေါ်ကြာသောအခါကျင်ငနေကျင်ငနေနာတယ်။ဟာနာတယ်ဟာ။အင်းဆောင်သည်ငမွေရိုးတကောင်နဲ့လွန်လင်ရာကညသွဲလက်ကိုလက်ကဝဲမှာဖမ်းဆုပ်တယ်။ဖဲ့လူကြီးအဲ့ဒါဘာလို့ထားတော့ငွေအိုးညသွဲမောင်ငယ်ဖြစ်တယ်။ထမင်းတော်နှစ်ထုံးနှင့်ရေဘူးနှစ်ဘူးကို ထမ်းပလက်တဘောဖြင့်ရှူထမ်းလာတယ်။အေးဆောင်မှာယောက်ျားသားမို့ညတော်ကြီးလက်ကိုလှုပ်ပြီးပွေးဆက်တူနိုင်ညာညတော်မှာမျက်နာထားစရာမရှိ ခနောင်းမင်ကိုမော့ကြည့်နေရမလို့လို့ပဲကင်းကိုငေးနေရမည်ရောင်ရောင်ထို့ပြင်လက်နှလုံးခန့်ထူအပ်သွားသောမျက်နာပြင်မှလည်းအခံရခဲ့ပါပြီမေကြီးကလူကြုံပေးလို့ခမရထမင်းတို့ပါယူလာတယ်ဗျ ဒီရောက်တော့ခမားကကြုတ်အမလက်ကိုစွဲနေတယ်။အဲ့ဒါကောင်းမလား။ဟက်ကောင်းတယ်။အော်ကျဲအော်ကျဲနဲ့။ညတွေမှာရက်ကိုရက်ကန်းဖြစ်ဒီမြတာဟန်နိုင်နေ။တို့ကြောင့်အေးဆောင်မှာတရင်ကိုချပြီးဖြည့်ရှင်ရတယ်။မင်းအမကငါကြောကိုထုတ်နေတာကွ။အဲ့လိုမှမလို့ရင်ငါအဆုတ်กว่าပြီးသေမမ။အေးဆောင်သည်ငွေအိုးကကလမချရာပူဇာလျင်ချက်ချင်း ဝါလောက်လေးလိုချင်သည် ဆိုရင်မဆိုင်မတော်ပြည့်စည်ပေးခဲ့သူဖြစ်တယ်။ဒီမျက်နှာများကြောင့်အေးဆောင်စကားကိုလွန်လင့်တကူလက်ခံနေ။ပေးဗျာကြုတ်တူးအောင်မယ်။ခမရမစားသေးဘူးလားစားတော့လေ။ဆိုကတရင်ကိုစွဲတယ်။အေးဆောင်မှာငွေအိုးကိုထိုင်ပြီးရှစ်ခိုးခြင်းနဲ့ငွေအိုးဤကောင်းမှုကြောင့်ချစ်သူနဲ့ပြန်ပေါင်းထောထမင်းလက်ဆောင်စားရတယ်။ဟင်းပါသည် ဖြစ်စေ ပါသေးဖြစ်စေစားလေထဲ့လေညော့အတန်ရွှင်ကလေးကိုနားထောင်ရသည်နှစ်ပင်မြိန်လှတယ်ပွဲတွဲကရှားသောပင်တွေအောက်မှာဆုံးပါရောလားဗျငွေအိုးအော်တန်ကိုအေးဆောင်လက်မကြည့်နိုင်လဲလန်ဘက်ကို တလန်းစီသေးရဲ့ကွအဲ့ဒါဆက်တူกว่าသာပြောနိုင်တယ်သို့တော်ထမင်းစားပြီးနောက်အေးဆောင်ဆက်တူသောအခါထနောင်းပင်ရင်၌ပွေတွင်ဆုံးနေ ပြစ်စာခံနေလိမ့်မည်လားအတွေ့ဖြင့်အနတ်တူညာလမ်းစာမတွေ့နေလဲဆောင်းပြီအေးဆောင်လဲပလဲလန်းပြီသိုးပညာညာတွယ်မကျေနဲ့ပွေးကိုမတွေ့ချင်းသည်လမ်းတွင်လမ်းခွဲတစ်ခုခုကိုမမြင်မိပဲခြံထားသောကြောင့်ဖြစ်ရမယ်ထိုအတွေ့ဖြင့်တူးပဲ့သောလမ်းကြောင်းတစ်လျှောက်ဒိုင်လန်စစ်စေးတယ်ခဏအကြာတွင်ငွေအိုးဤအော်တန်ကြောင့်အေးဆောင် ငေါခနဲထထိုင်းကညတော်ရဲ့တရွင်းကိုကမ်းလျက်ပြေးလာတယ်။အမရေဟိုမှာဟိုမှာပဲပင်ကြီးပဲပင်ကြီးကြည်ရင်ကြည်ရင်တိုးဝင်သွားတဗျာ။အေးဆောင်သည်ညတော်လက်ထက်ကတရွင်းကိုဆွဲကားပြေးတယ်။ဒါဟာပွဲကလွဲလို့ဘာမှမဖြစ်နိုင်ဘူး။နေကင်းကြောင်တော့အတင်ရဲတဲ့ပွဲတေပြီးတော့ဟိပြောလဲပြော တူးလက်စနေရာမှလဲစတင် တူးစွာနေတော့တယ်။ပွဲအတွေ့ နောက်ကျောင်းပြန်ပြေးရန်လမ်းမရှိ လူကဖြတ်ပြီးကျေဆက်ကြိုက်ဖောက်ပြီးပြေးရန်မှာလဲသူဤဖောက်ထွင်းအားထက်လူဤတူအားကမြန်ဆန်နေပြရာနိုင်ဝဲအတွင်းမှာနှာခေါင်းသွေးနီနီဖြင့်ပက်လက်လန်နေလေပြီကျုပ်ကဒီပွေးပြောက်ပုံစမ်းနေတယ်ထင်နေတာတော့ကြားပြတ်ပြီးတူးမိတာပဲခက်ကောက်ကောက်ဟဲ့ဒါဖြင့်မိကျင်မမိမဟာ ငွေအိုးသည်အချီအချာပြောနေသူနှစ်ယောက်အားတတိမထားနိုင်။ပွေးကိုဂယုတဆိုင်ຫນွယ်ချိုးဖြစ်ချီကတဘိုးတွင်ချိန်နေတယ်။သူလက်ကြည့်မိလျင်လဲအေးဆောင်ရင်ဘက်နှင့်မျက်နာမှာချွေးများ တယူတရာတုပ်ပေးနေသော သူ့အမကိုမြင်ရမည်မဟုတ်ချာ။ဟုတ်ကဲ့ပါရှင်။စာရေးဆရာကြီးစင်ဖြူကျောင်းအောင်သိန်းရေးသားထားတယ်။နားမျက်စိတောင်လဲပါတယ်မောင်ရဲဆိုတဲ့ဝိတ္ထုတို့လေးက ဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်။